အားလုံးပဲမင်္ဂလာပါပီဆိုင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Anime Universe ရဲ့ Anime စကားဝိုင်းနေ Reddit Spot တွေနဲ့ Fan Discussion တွေမှာအမြဲတမ်းနေရမယ့်အခြေခံဝါဒများကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီချက်တွေကိုသိထားရင်တော့သင်ဟာအိုတာကူတယောက်ဖြစ်လာမှာပါ အထွေထွေဝါရမများအရင်ဆုံးအခြေခံအကြဆုံးဝါရရင်းနဲ့စလိုက်ရအောင်အနမေဂျပန်လိုအနီမေးရှင်းကိုခေါ်တာပါဂျပန်မဟုတ်တဲ့တခြားနိုင်ငံတွေမှာတော့အနမေးဆိုတာဂျပန်ကာတွန်းကားများကိုပဲတည်တန်းရည်ညွှန်းပါတယ်မန်ကာဂျပန်လိုရုပ်ပြစာကိုကာတွန်းစာအုပ်တွေကိုခေါ်တာပါအနမေးဇာတ်လမ်းတွေအများဆုံးအဓိကအရင်မြစ်ကတော့မန်ကာပဲဖြစ်ပါတယ် ဥတာကုရိုးစကားနဲ့ပြောရရင်တော့ကဲအနမေဒါမှမဟုတ်မန်ဂါကိုဆွဆွလန်းလန်းကြိုက်နေတဲ့ပရိသတ်လို့အဓိပ္ပာယ်ရပါတယ်အင်္ဂလိပ်လိုဂီဒါမှမဟုတ်ဖန်လိုပါပဲစေးယူအနမေတွေကအတန်တရုပ်ဆောင်တွေပါဂျပန်မှာတော့လူတွေကသူတို့ကိုအယံလေးစားကြပါတယ်ဒါနဲ့ one speed အတိတ်တဲ့နေရ OP ရဆက်ကောင်ရှမ်ရော့ရဲ့အတန်တရုပ်ဆောင်အဖြစ်ကမ်ဂျီယိုဆွတာကပါဝင်တရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်အနမေပရိသတ်တို့နဲ့ယင်းဒီပြီးသားစေးယူဖြစ်ပါတယ် ပြေလားအနမေမပါပါမယ်မူရင်းမှန်ကမှမပါဝင်တဲ့ဇာဝင်ကန်းတွေပါဒါရီယာဇလန်းဆွဲဆမ်းမှု emotional ဆမ်းမှုနဲ့ဇလန်းကိုနားလေဖို့အတွက်ထည့်သွင်းလေးရှိပါတယ်ဇက်ကောင်ပုံစံများအနမေမဇက်ကောင်တွေရဲ့ထူးခြားတဲ့ဇယိုက်ပုံစံတွေရှိပါတယ်သူတို့ကိုခေါ်တဲ့အတုံးတုံးလေးတွေကိုလေ့လာကြည့်အောင် wife husband တို့ဖန်တယောက်ကကိုယ့်ရဲ့အသေးစွဲစိတ်ကူးရဲအိမ်အောင်ဘက်လိုသဘောထားတဲ့အမျိုးသမီး wife ဒါမှမဟုတ်အမျိုးသား husband တို့ဇက်ကောင်ကိုခေါ်ပါတယ် ဥပမာ run rezio ကို wave ဖြစ်သတ်မှတ်ကြသလို ria attachment titan ကို husband တို့ဖြစ်ရေးပန်းစားတာမျိုးပါ sundiri အစပိုင်းမှာရန်လိုခက်တံစိတ်ဆိုးလွယ်ပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ချစ်ခင်ကျင်လာတဲ့နူးညံ့တဲ့စိတ်ထားကိုတဖြည်းဖြည်းထုတ်ပြလာတဲ့ဇက်ကောင်ပါဥပမာအာဆိုကာလန်လီဆိုလိုနဲ့တိုကာအိုင်ဆာကာတို့ကနာမည်ကြီး sundiri တွေဖြစ်ကြပါတယ်ဒီရီဒီရီအမြဲတမ်းပျော်ရွှင်ချစ်ခင်ပြီးလူတိုင်းအောင်နှွေးတဲ့စိတ်ထားနဲ့ဆက်ဆံတဲ့ဇက်ကောင်ပုံစံမှာ ဥပမာအီဆိုကူမီဒိုရီယာလိုမျိုးအမြင်အကောင်းမြင်ပြီးတက်ကြွတဲ့ဇက်ကောင်မျိုးပါကိုဒီရီစိတ်ခံစားချက်ကိုမပြတတ်တဲ့အေးဆက်တည်ငြိမ်တဲ့ဇက်ကောင်မှာလိုအပ်လိုက်တော့သူရဲ့ဂယူဆိုင်မှုကိုဖော်ပြလေးရှိပါတယ်ဥပမာရေအာရနာမီဒါမှမဟုတ်ကနာလီတာချီဘာနာတို့လိုဇကားနေပြီးစိတ်ခံစားချက်ဖော်ပြမှုနေတဲ့ဇက်ကောင်မျိုးပါ ရန်ဒီရီအစားကတော့ချိုသားပေမဲ့ချက်ချင်းမြတာကြောင့်ဆွဲလန်းလုံးပြီးစိတ်မတည်မငြိမ်အကျန်းဖတ်တဲ့တခါတည်းရလူသက်တီတီပြောင်းလဲသွားတဲ့ဇက်ကောင်မှာဥပမာယူနိုကာဆိုင်ဟာရန်ဒီရီဇက်ကောင်တွေထဲမှာအထင်ရှားဆုံးဥပမာဖြစ်ပါတယ်။အန်နမေးမှလူကြိုက်နာတဲ့မျိုးသားတွေကိုလည်းတည်ထားတတ်ပါတယ်။ချိုနဲ့အသက်ငယ်တဲ့မျိုးသားပြိတ္တကိုပြစ်မှတ်ထားတဲ့အန်နမေးမန်ကာမျိုးသားအရှင်စူစားကန်ဇလန်တွေပါဝင်လေးရှိပါတယ်။ရှိုချိုအသက်ငယ်တဲ့မျိုးသမီးပြိတ္တကိုပြစ်မှတ်ထားတဲ့အန်နမေးမန်ကာမျိုးသားအချစ်ဆက်ဆံရေးဒရမာကိုအဓိကထားပါတယ်။ ်ဤစေခိုင်ဇက်လိုက်ကအချားကဘာတခုများသောအားဖြင့် fantasy war ကိုရောက်သွားတာဒါမှမဟုတ်ပြန်လည်မွေးဖွားလာတာကိုရေးသားတဲ့မျိုးစားမျိုးပါမက်ခါစရုပ်ကြီးနဲ့ဇလန်းမျိုးပါဥပမာကမ်ပတန်ကိုအဓိကထားတဲ့အမျိုးစား slice or like စက်ကောင်တွေရဲ့နေစဉ်ဘဝဖြစ်ရမှန်များကိုရိုးရိုးရှင်းရှင်းတတ်တောင်းတတ်တာဒါမှမဟုတ်ဟာသားမြောက်တဲ့ပုံစံနဲ့ပုံဖော်ထားတဲ့မျိုးစားဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စက်ကောင်တွေရဲ့အမူအရာနဲ့စကားလုံးလေးတွေပါ။ OPED အနမေးတစ်ပါးရဲ့ opening တင်းဆောင်နဲ့ ending တင်းဆောင်တွေကိုအတူကောက်ခေါ်တာပါ။နာနီအတုံးများဆုံးစကားတစ်ခုမှပဲ။ဘာလဲလို့အထိပ္ပယ်ရပါတယ်။တတခဲတိုက်တို့မဟုတ်တိုက်ပွဲဝင်လို့အထိပ္ပယ်ရပါတယ်။ဘာကအယူလို့အထိပ္ပယ်ရတဲ့ကနဝင်ဆဲဆုံမှုတစ်ခုပါ။ စမ်းပိုင်ကိုဟိုင်စမ်းပိုင်ကတော့ဆရာအထက်လူကြီးစီနီယာကျောင်းသားကိုဆိုလိုပြီးကိုဟိုင်ကတော့သူရဲ့ဂျူနီယာကိုခေါ်တာပါအခုဆိုရင်အနမေလောကရဲ့အခြေခံဝါဒါကိုကြွမ်းကျင်သွားပြီလို့ညွှန်လင်းပါတယ်ဒီဘူးဒရိုင်းနဲ့တူတင်းရဲ့အနမေကြီးစုခြင်းအတွေ့အကြုံကပိုပြီးပြည်စုံပါလားမသိကြပါတယ်ဒီရဲ့စကလုံးပနှလုံးအထိတည်ထားပြီးပြီလေနောက်ထပ်ကြည့်မဲ့ဇလန်းကရောရှိုးနဲ့အက်ရှင်စီးရီးလားရှိုးတို့အချစ်ဇလန်းလားဒါမှမဟုတ်ဤဆဲခိုင်ဇလန်းလားကောမန့်မှာမျှဝေခဲ့ပါဦးနောက်ထပ်အနမေဗီဒီယိုတွေအတွက်လည်း subscribe ထားဖို့မမေ့ပါနဲ့နော်